မင်္ဂလာပါဒီနေ့ကတော့ Prag New ရဲ့အိုးတောင်းကိုရောက်နေတာပါအခုမြင်နေရတာကတော့ astronomical clock လို့ခေါ်တဲ့နက္ခတ်ဗေဒနာရီပါဒီနာရီကနှစ်ပေါင်း600ကျော်အောင်တက်တန်းရှိပြီးတော့ကဘာပေါ်မှာအဟောင်းဆုံးအခုထိအလုံးလုံးနေသေးတဲ့နက္ခတ်ဗေဒနာရီပါဘာလို့နက္ခတ်ဗေဒနာရီလို့ခေါ်လဲဆိုတော့ အချိန်နဲ့ရက်နဲ့ကိုပြတဲ့အပြင်လရာသီခွင် နေနဲ့လရဲ့တည်နေရာကိုပါပြလို့ပါ ာရီနာရီဟိုအောင်ကြည့်ဖို့အတွက်၃နာရီထိုးတာကြည့်ဖို့အတွက်စောင့်နေကြတာနာရီကြားတစ်ခါတည်းရှိမှအလိုပဲအများကြီးပဲလုပ်ရဲဒီတနင်္ဂနွေတစ်ခါပြရတဲ့ show walk of proposals လို့ခေါ်ပါတယ်။တမန်တော်ဆက်နှစ်ပါတလှည့်စီထွက်လာပြလို့ walk of proposal လို့ခေါ်တာပါ။ but for me it's straight and it's long thousands you go through for တနာရီလောက်စီနေရတယ်။တန်းရရှည်ရယ်။ဒါဟိုပါရှိအခုကတော့ Prague Municipal စာကြည့်တိုက်ရှိမှာပါ။ဒီနီနီကိုစီရတနာရေးကြရနော်ဟုတ်ပါနီနီလေးကိုဒီအမှန်တကယ်တခွေပဲတခွေလေးစီရတနာရေးကြရကြတယ်ဟုတ်ပါ ဘေးတို့လာကြည့်တာကတော့အခုမြင်နေရတဲ့ EDM လို့ခေါ်တဲ့စာအုပ်စင်ကြီးပါအဆုံးမရှိတဲ့စာအုပ်မျောစင်လို့လည်းလူသိများပါဗျာအထိပယ်ကတော့ပညာရှာခြင်းဟာအဆုံးမတဲ့ခီးဒါမှမဟုတ်အဆုံးမရှိတဲ့ပညာရေးဗဟုသုတတော်ကိုဖော်ဆောင်ထားတာပါ 在越痛越久。我等下就把它。哎，阿拉弄不着。要干啥？我马上弄起来。哦。拿到哪里了？买鞋了。哎，好吧。哇，带洗衣机啊！哪？爹带洗衣机买的呢。 ိုင်းမှာじゃ CBD ရဲ့လေ CBD ရောင်းနေတာ။哦ဘလို့ဟိုအစားအဲ့ဘလို့ခေါ်လဲ chimney ကိုချက်လို့ဘယ်လိုခေါ်လဲမသိဘူး။ဒီမှာ chimney ကိုခေါ်တယ်။ဟို UK ဘက်မှာ။ဟုတ်။ဒီမှာကြီးနေတယ်။ဟုတ်လား။အော်။ဆောက်ဆောက်တော့ပါ။ဆောက်တော့လို့စမြဲဆောက်ဆောက်နေလို့ဆက်ပြန်နေဆောက်။ အင်္ဂလိပ်လိုကတော့ခေါင်းတိုင်နဲ့တူလို့ခေါင်းတိုင်မုံလို့ခေါ်ပေမဲ့ကောင်းမုံသားနဲ့ဆင်နေသူကဒါကတော့တခြားနဲ့တချဖူးမုံနဲ့ကပ်နေတာဘေးရောမာရာထိတ်ကိုချောကလက်ဆန်ပြီးတော့အုံသီးမုံလေးကြီးကပ်နေတာ အထက်မှာ strawberry နဲ့ပြီးတော့အပြင်က chocolate နဲ့ coconut နဲ့ယူရအောင်ဟာနော်ဒီလိုလေးမရတာပဲ။ဒီက Orange Hungry ဖြစ်တာလေ။ဒါပေမဲ့ဒီ YouTube အနေနဲ့မှာစားကြရများတယ်။

后面呀大概出家门呢。嗯。阿爸，库妈，给你呀，后面呀哈。嗯，之前走就这样。好大，这个。我们那有啥摩呀。 好了不？这个我们不搞，我们来啥呢？ ဘဝမကနေပါ Yes. Okay. Okay. Can you have two? 155ချက်ပေးရဲ။ချက်ပတ်စံ155။155ဝင်ကြတော့ကြာတယ်။ Yes. ပထမဘယ်ရောက်လဲ။ Hmm. Original. ရာသီကူရာရေကမလာတယ်။ ဒါကတော့ rotating head လို့ခေါ်တဲ့ tourist attraction တစ်ခုပါ။လည်နေတဲ့ခေါင်းလိုအမည်ရပါတယ်။အလွာပေါင်း52လွာရှိပြီးတော့တလွာချင်းစီခွဲလွယ်တဲ့အချိန်မှာဥကောင်းပုံတံပြောင်းသွားပါတယ်။အချိန်နဲ့မျှပြောင်းလဲနေတဲ့လူရဲ့စိတ်အတွေးခေါ်ပုံဖော်ရတာပါ။ဒီလိုကတော့လည်နေတာမကြည့်ခဲ့ရဘူး။